အားလုံးမင်္ဂလာပါရှင်။ကျွန်တော်ဟက်ကနေပြီးတော့ပြန်လည်ကြည့်ဆိုလိုက်ပါရစေ။အခုခေတ်2020နောက်ပိုင်းရုံမအလုပ်လုပ်တာတွေအပြင်ပေါ့နော်။အိမ်မှာ work from home လုပ်နေရတဲ့အရလည်းခက်စားလာတာဆိုတော့ကိုယ်အလုပ်လုပ်ဖို့အတွက်နေရာကောင်းကောင်းလေးတစ်ခုကလိုလာပြီ။အဲအဲ့တော့ဒီနေ့ recommend ပေးချင်တာကကြတော့ HP ရဲ့ All in One PC လေးကအခုလောလောဆယ်သုံးနေရတဲ့လောက်တော့အဆင်ပြေတယ်လို့တော့မိုးကတော့ထင်တယ်။ဒီနေ့ပြပြပေးသွားမယ့် model ကကြတော့ HP ရဲ့ All in One PC CR0095D ။နောက်ပိုင်း All in One PC လေးကကြတော့နေရာဆက်လက်တက်တာတို့မျိုးပေါ့နော်။ Desktop PC ရဲ့ဆင်တယ်လို့ကိုကခေါင်းရှုပ်ခံနေကြလည်းမလို့ဘူး။ ဝဲလိုက်ပြီးပြီဆိုတာနဲ့ plat ကို setting ချပြီးတော့တန်းတောင်းရုံပဲကိုကအိမ်မှာနေရင်းနဲ့အလုပ်တွေလုပ်မယ်ကိုတန်ရေးမယ် creation လုပ်မယ်ဆိုတဲ့သူတွေအတွက်ဒီ video လေးကိုအဆုံးထိကြည့်ပြကြပါရှင်သူရဲ့ဒီဇိုင်းပိုင်းကဆိုရင် post consumer တွေ plastic တွေကို recycle လုပ်ထားပြီးတော့ဗောနော body build ကို classic ဆန်ဆန်ဖန်တီးထားပြီးတယ်။နောက်ပြီး all in one PC တလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ privacy camera, dual mic နဲ့ noise reduction အကုန်လုံးပါတယ်။နေ့တိုင်း use သုံးမှဆိုရင်လည်းသူရဲ့ performance ကမဆိုးဆိုးရဲ့ထဲမှာပါတယ်။ display ဘိုင်းမှာဆိုရင်23.8 HS IPS panel ကိုမှာ Full HD resolution နဲ့ဆိုတော့ဘယ်တောင်းကပဲကြည်ကြည်ကြည်တောက်ရှင်း screen ကိုသုံးရမယ်99% sRGB နဲ့ anti glare 250 nits ပါတဲ့အတွက်ပေါ့နော် color resolution ကောင်းတယ်လို့လည်းပြောလို့ရတယ် performance အနေနဲ့ဆိုရင်လည်း Intel ရဲ့ Core i3 13 generation CPU နဲ့ integrated Intel UHD graphic ကိုသုံးထားပေးတယ်။သူ့အနေထားနဲ့သူကတော့မစိုးပြောလို့ရတာပေါ့နော်။ multi testing တွေကိုလည်းကောင်းကောင်းကြီးဒီ all in one PC က handle လုပ်နိုင်တယ်။အလုပ်လုပ်နေရင်လည်း relax လုပ်မယ်ဆိုရင်လည်းပို့ပို့ပါ gaming တွေရောဆော့လို့တော့မရအောင်ပါ။အရင် heavy ကြီးတွေတော့ recommend မပေးဘူးပေါ့နော်။ဘယ်သူမှလည်းဒီ all in one PC နဲ့တော့ gaming ဆော့လောက်မယ်လို့မတော့မထင်ဘူး။ဟုတ်တယ်မလား။ storage အပိုင်းအတွက်ဆိုရင် RAM 8GB internal storage 512GB ကမိုးအတွက်ဆိုရင်တော့လုံးလောက်တယ်။မိုးကကိုယ့်နဲ့တမဖြစ်တဲ့အခါကျတော့ကွန်းတက်တွေရေးမယ် reset ရှိလို့ ုံပဲပေါ့နော်အဲတစ်ခါတလေရုပ်ရှင်တွေပိုင်းညကြည့်ရမျိုးတွေလည်းရှိတယ်920ပြီး welcome ကိုမှ professor shutter ပါတဲ့အတွက် client တွေနဲ့ zoom meeting တွေလည်းလုပ်မယ် online class တွေလည်းတက်မယ်တခြားနားထောင်မှုတော့ကကြတော့2 watt stereo speaker နှလုံးပါတဲ့အတွက်အတန်ပိုင်းမှာဆိုရင်တော်တော်လေးအားကျင်းနေဆရာကောင်းတယ် တခြား accessory အနေနဲ့ဆိုရင် HP ရဲ့ USB ကီးဘုံးနဲ့ mouse တွဲပါမယ် accessory လည်းထပ်ဆိုင်သုံးလို့ရတယ် Wi-Fi အတွက်ဆိုရင် expansion slot လည်းပါတယ် power supply အတွက်ကကြတော့60 watt smart AC power adapter လည်းပါပါတယ် Xiaomi connection အတွက်ဆိုရင်လည်း Wi-Fi 6နဲ့ Bluetooth version 5.3ကိုထည့်ထားပေးရယ် Port တွေအနေနဲ့ကကြတော့ USB Type-C 2 port USB Type-A 2 port USB 2.0 2 port ဟက်ဖုန်းတို့မိုက်ခရိုဖုန်းကွန်ပူတပော့ရဲ့ RJ45 တပော့ပါပါတယ်။နောက်ထပ်ပေါ့နော် HDMI အောက်ကို1.4တပော့လည်းပါပါတယ်။ Post တွေလည်းတော်တော်ဆုံးတယ်။အဲလိုအပ်တာတွေအကုန်ပါတဲ့အခါကျတော့ပေါ့နော် daily use သုံးမယ်ဆိုရင်လည်းတော်ကြီးစင်ပြေ။ဒီတော့အနည်းချုပ်ပြောရမယ်ဆိုရင် all one PC ဆိုတဲ့အတိုင်းပဲအကုန်ဆုံးတယ်။နေရန်သုံးမယ်ဆိုရင်လည်းသုံးပြောတယ်။အလောလောဘုတ်တက်မဟုတ်ဘဲနဲ့ပေါ့နော်။ကျောင်းသားတွေအတွက်သုံးမယ်ဆိုရင်လည်းအဆင်ပြေတယ်။ online class တက်မယ်။ subscribe ဘာသာလုပ်မယ်ဆိုရင်လည်းသုံးလို့ကောင်းတယ်ပေါ့နော်။ကိုကက PC ကို heavy ကြီးစင်ချင်တာမျိုးမဟုတ်ဘဲနဲ့ပို့ပို့ပပသုံးလို့ ရမယ့် PC တလုံးမျိုးကိုရှာနေရဆိုရင်တော့ HP ရဲ့24လက်မ CR 0095D ကဒီကစ်ဈေးရနဲ့ရှင်မယ်ဆိုရင်တော့ပေါ့နော်တော်တော်လေးရွေးချယ်စရာကောင်းတဲ့လူကတော့မိုးကတော့ထင်ပါတယ် HP All in One PC အပြင်အခြားလိုအပ်တဲ့ ID product အစုံအလင်းပေါ့နော်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Techno လမ်းမှာဝယ်ယူရရှိနိုင်တယ်ဆိုတဲ့အကြောင်းလေးပြောရင်လည်းဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါမယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆက်တွေ့ကြပါမယ်နော် See you guys